့ချင်ပြီးသားမဲ့မိကွန်း6ခုမှာ5ခုလောက်တင်ပြနိုင်နေဆိုရင်တော့မှကိုရီးယားအကြောင်းကိုတော်တော်လေးကိုသိနေပြီလို့ပြောလို့ရပါတယ်။အဲ့တော့တစ်ချက်ရဲ့ပထမဆုံးမိကွန်းလေးစကြည့်လိုက်အောင်။ကိုရီးယားနိုင်ငံကဘယ်တိုက်ကြီးထဲမှာပါဝင်လဲဆိုတာကိုပြောရမှာဖြစ်ပါတယ်။အာဖရိကတိုက်ထဲမှာပါလား။ဒါမှမဟုတ်ဥရောပ တိုက်မှာပါတာလားအာရှတိုက်မှာပါဝင်တာလားဆိုတာကိုဒီချက်ကိုရေးပြရမှာဖြစ်ပါတယ်အဖြေမှန်လေးကိုကွန်မန့်မှာမှတ်ခဲ့ပြီနော်ဒုတိယမြောက်မိကုံးလေးကတော့ကိုရီးယားတွေရဲ့ကိုစားပြုရိုးရအဝတ်အစားကိုခေါ်တဲ့နာမည်လေးကိုပြောပြရမှာဖြစ်ပါတယ်ပထမတစ်ခုကကီမိုနိုလားချီပါိုလားဟမ်ဘုတ်လားစာရီလား အဲ့တော့ဒီခြေရောသားလေးကူရီးယားနေဖြည့်မှန်းလေးထင်းတဲ့ဟာလေးကိုပေါ့နော်ကိုမမရေးခဲ့ပြီနော်တတိယမြောက်မိကုံးကတော့ကိုရီးယားလူမျိုးတွေရဲ့ကိုစားပြုနေရာဒီမှာစားလိရှိရဲ့အစားအစာကဘာပါလဲဆိုတာပါအဲ့တော့ကဂျင်ဆင်ချက်သားစပြုတ်လားတော့ပိုကီလားအသားခင်လားနံရိုးခင်လားအဲ့အိလေးကူတွေကနေပြီးတော့အဖြစ်မှန်လေးတစ်ခုကိုချုပ်ရေးချက်ပြီးနော်လေးကူမြောက်မိကုံးလေးကတော့ကိုရီးယားလူမျိုးတွေကအချင်းချင်းနှုတ်ဆက်ကြတဲ့အခါကျရင် ပုံမှန်အားဖြင့်ဘယ်လိုမျိုးနှုတ်ဆက်လို့ရှိကြလဲ ပထမတစ်ခုကလက်ဆွဲနှုတ်ဆက်တာဒုတိယတစ်ခုကခါရဝပြူတာ ဟုတ်ကဲ့တတိယတစ်ခုကတော့ဖွေးဖက်ပြီးတော့နှုတ်ဆက်တာပါ့။အဲ့တော့ဒီသုံးခုတွေကဘလိုနည်းလဲတဲ့သူတို့ကနှုတ်ဆက်လဲဆိုတော့ချုပ်အဖြစ်မှန်လေးကိုမမှာရေးခဲ့ပြီနော်။နံပါတ်၅မိကိုနေနဲ့ကိုရလူမျိုးတွေရဲ့ကိုစားပြူအာကစားပေါ့နော်။ကစားချင်းနေတွေကတစ်ခုကဘာဖြစ်လဲဆိုတော့ရွေးချယ်ပြရမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့အာကက်တီကစားတာပေါ့နော်။ဥမာဖဲရိုက်တာတို့ပါတော့ပေါ့နော်။အဲ့လိုကက်ကစားတာလား။ဒါမှမဟုတ်တီဘက်တင်းနဲ့စပွဲတင်တင်းနဲ့လား။အဲနောက်တစ်ခုကဂေါဖရိုက်တာလား။နောက်ဆုံးတစ်ခုကတော့လွန်ဆွဲတာလား။အဲ့တော့ချယ်ပြောတဲ့လေးမှုတွေကနေပြီးတော့ကို င်းတဲ့အဖြစ်အပျက်လေးကိုရွှေ့ခဲ့ပြီနော်။နံပါတ်6ခုမြောက်မိကုန်းကတော့ကိုရီးယားနိုင်ငံမှာဆိုရင်ကိုရီးယားကားကြီးတွေဆိုရင်ကောက်တက်စားပွဲဆိုရဲအဲနေ့ရှိရတယ်နော်။အဲကောက်တက်စားပွဲနေ့တွေမှာသူတို့တွေကပုံမှန်အားဖြင့်ဖာရီလုပ်နေရှိလေပေါ့နော်။အဲတော့ဒီချိန်ရွေးခိုင်းတယ်နော်။ပထမတစ်ခုကတော့သူတို့ကအဲဒီတိုင်းရေယူအေးအေးလေးပဲလမ်းလျှောက်ထွက်ကြတာလား။နောက်တစ်ခုကကြတော့ကမ်ပိန်းကမ်ပိန်းထွက်တာလားကမ်ထွက်တာလားပေါ့နော်။နောက်ထပ်တစ်ခုကတော့ရှေးကူးကြတာလား။နောက်ဆုံးတစ်ခုကတော့သူတို့ရဲ့ဘူဘေးဘီဘီနေကိုဒီကာရဝပြုတ်ပြီးတော့အစား ားတောက်တွေပြင်ဆင်တာလားအဲ့ဒီလင်းလူတွေကနေပြီးတော့ဒီချိန်ကိုတခုလောက်အဖြေမယ်ရေးသားပေးပါတော့။အခုလို့ဆိုရင်တော့ဒီချိန်မျိုးသားရဲ့မိကွန်း6ခုမှာဘယ်နှခုဖြေနိုင်လဲဆိုတာကို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 ဆန်းစစ်ဖို့အတွက်ကွန်မန့်မှာမေးခဲ့ပေးပါဒီချိန်တစ်ခုရောက်ချင်းစီကိုအဖြေမယ်လေးတွေလိုက်စစ်ပေးပါမယ်နော်။ တချင်တော်တော်နဲ့တူကိုရီးယားတန်တက်ချင်လို့တန်တန်းစုံစမ်းနေတဲ့သူတွေကတော့ TikTok မှာဆိုရင် contact app ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရသလိုဒီ TikTok ကဘိုင်ယုံမှာချိတ်ပေးထားတဲ့ link link ကနေတစ်ဆင့်နဲ့ဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်။ဒီကလေး Facebook ကနေပြီးတော့ပြင်ချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်ပြီးမြင်နိုင်ပါတယ်နော်။